အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာဥရောပနိုင်ငံတွေကနေပြည်တွင်းထဲကိုဝင်လာမဲ့အယ်ကိုဟောထုတ်ကုန်အားလုံးကို200ရာခိုင်နှုန်းထိအခွန်စည်းကြပ်မယ်ဆိုပြီးထပ်မံချိန်ချလိုက်ပါတယ်။ဒါဟာအမေရိကန်ဘက်ကပြည်တွင်းထုတ်အရက်တွေအပေါ်90ရာခိုင်နှုန်းအခွန်တွန်းခေါက်ဖို့ပြင်နေတဲ့ဥရောပသမ္မတ EU ရဲ့အစီအစဉ်တွေကိုတုံ့ပြန်တာဖြစ်ကြောင်းဖော်ပြထားပါတယ်။အစောပိုင်းမှာထရန့်ရဲ့အတမလီနဲ့အလူမီနီယံပေါ်အခွန်စည်းကြပ်မှုကို EU ဘက်ကဝီစကီသွင်းကုန်နဲ့တုံ့ပြန်ခဲ့တာပါ။ဒါကြောင့်အမေရိကန်ကဥရောပသမ္မတရဲ့ မနှစ်မြောက်ပွဲအခွန်ကောက်ခံမှုကိုချက်ချင်းဖျက်သိမ်းဖို့တောင်းဆိုခဲ့ပြီးတဲ့နောက်လက်ရှိမှာကွန်တိုရေးစစ်ပွဲရဲ့အရှင်မြင့်တက်လာခဲ့ပါတယ်အဲ့ဒီနောက်ထရန့်က EU ဟာရန်လိုပြီးကြမ်းတမ်းတဲ့အစုဖွဲ့ဖြစ်သလိုအမေရိကန်ကိုလည်းအခွင့်အကောင်းယူနေတယ်လို့မှတ်ချက်ပြုပါရယ်။ဥရောပတိုက်ကသူတို့ရဲ့အကြီးဆုံးပုတ်ကုန်စျေးကွက်ဖြစ်တဲ့အမေရိကန်ကိုဝိုင်းပမာဏဒေါ်လာ၄.၈၉ဘီလီယံပို့အထိနှိမ့်ဆင်တင်ပို့နေတာဖြစ်ပါရယ်။ အခုလိုမျိုး trend ရဲ့ချိန်ချမှုအတိုင်းသာဖြစ်လာခဲ့မယ်ဆိုရင်ဈေးကွက်ပြတ်သွားနိုင်တဲ့အပြင်ထောင်နဲ့ချီတဲ့အလုပ်ကိုင်တွေပါဆုံးရှုံးရနိုင်တယ်လို့ဝိုင်းလုပ်ငန်းရှင်တွေအနေနဲ့ထောက်ပြကြပါတယ်။ Trump ပထမတက်တန်းအတွင်းအလားတူပုံစံမျိုးဖြစ်ခဲ့ပူပြီးအဲ့ဒီတုန်းကဥရောပတိုင်းမှာအမေရိကန်ရဲ့အရရောင်းအားကို20ရာခိုင်နှုန်းလောက်ကျဆင်းစေခဲ့ပါတယ်။ဥရောပခေါင်းဆောင်တွေကတော့ကွန်ဒရေးစစ်ပွဲတစ်ခုကိုအပြစ်ဝဆင်နွှဲမဲ့အစား Trump နဲ့သဘောတူညီချက်ရဖို့ပို့ပြီးလှုပ်လာတဲ့အကြောင်းကိုပြောဆိုထားပါတယ်ခင်ဗျာ။